။မလမဲမင်္ဂလာပါ။တရှိခွန်ကအပြေတွေကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဆရာကတော့တာရနယ်လက္ခဏာပေးတာဆရာဆရာရဲအောင်ပဲဖြစ်ပါတယ်။အဲဒီကနေ့မှာတော့ဒီပေါ့နော်နိုဝင်ဘာလ16ရက်နေ့ကနေ22ရက်နေ့အတွင်းတပတ်တာကန်စတာအတွင်းမှာမှာကန်စတာအကောင်းမဆုံးဒီပေါ့နော်နေနဲ့၃ခုပေါ့နော်နေနဲ့၃ခုအဲဒီတပတ်တာအတွင်းမှာမှာကန်အကောင်းဆုံးနဲ့အပြောင်းလဲအများဆုံးနေနဲ့၃ခုကိုဆရာကအဲတာရုံနဲ့ရွေးချယ်ပြီးတော့ဟောပြောပေးသားမှာဖြစ်ပါတယ်အဲ့တော့ ဒီနေ့မှာရောအဲဒီဗီဒီယိုလေးမှာဒီတပတ်တာအတွင်းမှာမကင်ဆာတာအကောင်းဆုံးနိဗ္ဗာန်တရားဘယ်နည်းနဲ့သာသမီတွေဖြစ်မလဲဘယ်လိုကင်ဆာတာအပြောင်းလဲလေးတွေကိုကြုံလာရမလဲဆိုတာအသိဉာဏ်နဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုသုံးတဲ့တိကြည့်ပေးဖို့လိုအပ်တယ်ပေါ့နော်မိမိတို့ရဲ့ပြောင်းလဲလာမယ့်ကင်ဆာတာလေးကိုဆရာကကိုစားလေးဆက်ပြီးမှဖြစ်တဲ့အတွက်အဲခုနှစ်သာသမီတွေအနေနဲ့ကလည်းပြောင်းလဲလာမယ့်ကင်ဆာတာလေးပေါ်မှာအားလုံးလေးစိုက်ပျိုးဖို့တော်လည်းပြောချင်ပါတယ်စလိုက်ရအောင် ကဲဒါတော့ဒီတစ်ပတ်တာအတွက်ကင်ဆာတာအပြောင်းအလဲများဆုံးနဲ့ထူးခြားမဲ့နေသား၃ခုပေါ့နော်ခொနည်းသားသမီးတွေကမှအပြောင်းအလဲများဆုံးနေသား၃ခုဖြစ်တဲ့အတွက်ဘယ်နည်းနဲ့သားသမီးတွေပါမလဲပေါ့နော်ကဲနည်းနဲ့၃ခုဆရာရွေးမယ်ပေါ့နော်အဲ့တော့ပထမဆုံးနေနဲ့ဒါကဒုတိယနေနဲ့ဒါကတတိယနေနဲ့ကဲနည်းနဲ့၃ခုတော့ဆရာရွေးပြီးသွားပြီကဲကြည့်ကြရအောင်ကဲပထမဆုံးနေသားဘယ်နည်းနဲ့သားသမီးဖြစ်မလဲ ပထမဆုံးနေသားကကြတော့အင်္ဂါသားသမီးဖြစ်ပါတယ်။ကဲဒုတိယနေသားဒုတိယနေသားကကြတော့ဂျာသာရိသားသမီးဖြစ်ပါတယ်။ကဲနောက်ဆုံးနေသားကဗာနိဒန်သားသမီးဖြစ်မလဲကြည့်ရအောင်။ကဲနောက်ဆုံးနေသားကကြတော့တနင်္လာသားသမီးဖြစ်ပါတယ်။အဲအစင်လိုက်ဆိုရင်တော့တနင်္လာရဲ့အင်္ဂါရဲ့ဂျာသာပရိရဲ့အဲ့တော့ တရင်လာအင်္ဂါကြတာပြီဘယ်ပိုင်းကန္နာတွေမှာဘယ်ကန်စာတွေမှာပို့ပြီးတော့တခြားနေနံတွေတခြားခုနှစ်သားသမီးတွေအထက်ပို့ပြီးတည်တာမလဲပို့ပြီးထူးခြားနေမလဲကြည့်ရမယ်နော်ကဲပထမအဆုံးဟိုပါဗောနော်ကန်စာတာဗောနော်ကန်စာတာပိုင်းမှာပထမအဆုံးကကြတော့ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာ ပို့ပြီးတော့ပေါ့နော်အားဆိုင်ထုတ်ရင်အားဆိုင်ထုတ်သလောက်ပေါ့နော်စ조사ရင်စ조사သလောက်အောင်မြင်မှုတွေရရှိမယ်အောင်မြင်မှုအခွင့်အလမ်းတွေမိမိစီကိုရောက်လာမယ်ကိုစ조사မှုရဲ့အဲနောက်ဆက်တွဲပေါ့နော်ရလက်ကောင်းတွေကိုရရှိခံစားရမယ်ဒီတပတ်တာကန်စရာလို့ဆရာအနေနဲ့ပထမအဆုံးပြောချင်တယ်ပထမအဆုံးကန်စရာကလုပ်ငန်းပိုင်းမှာတိုးတက်မယ်တိုးတက်မှာမှမပြောရရင်တော့အလိုလိုနင်းတိုးတက်မှာမျိုးတော့မဟုတ်ဘူးဗျာကိုစ조사တဲ့လူတွေအတွက်တိကျတာရပိုင်권တွေရမယ် ပုံမှန်ဒီတိုင်းပဲတာမန်ဖြစ်တန်းနေမဲ့လူတွေအတွက်ကတော့သိတာမှမဟုတ်ဘူးစ조사နေတဲ့လူတွေအတွက်အဲကိုယ်အနေနဲ့ခက်ခက်ခဲခဲနဲ့အောင်မြင်မှုရဖို့အတွက်ဆိုတော့ဒီကာလက조사တဲ့အာပြောရရင်တော့ရလက်ကောင်းနေ조사မှုတွေကအရာထင်ပဲပြီးတော့ကိုယ့်ရဲ့ဟိုအောင်မြင်မှုတွေကပို့ပြီးတော့အဲတိုးတက်တဲ့တိုးတက်လာမယ်เนาะအဲ့တော့ကိုလက်ရှိလုပ်နေတယ်ကိုကလုပ်ငန်းမှာကိုက position ကဒီအလဲပိုင်းဆိုရင် အလဲအလဲပေါ့နော်ပြောရအောင် position အလဲလက်ထဲရဆိုရင် ို့ပြီးတော့ဒီတက်တဆင်းမြင့်မဲ့ဟာမျိုးဖြစ်မယ်ကိုကအောက်ခြေဆိုရင်အောက်ခြေတက်ပို့ပြီးတော့မြင့်တဲ့အလေလက်ပိုးစရှင်မျိုးရတာမျိုး ပြောမယ်ဆိုတော့ဂျာဒူတိုးတာမျိုးလေးတွေဂျာဒူတိုးရုံမတိုးလာစာတိုးမယ်ဆိုတော့ကင်ဆာအပိုင်းလေးတွေကိုတွေးရတယ်အဲ့တော့ဒီတပတ်တာကင်ဆာတွေမှာတော့ပထမအဆုံးကင်ဆာအနေနဲ့ကတော့လုပ်ငန်းကံအလွန်ကောင်းနေပါမယ်ဒါပေမဲ့ဆရာခွန်ကပြောလို့ပဲစ조사နေတဲ့လူတွေအတွက်ဖြစ်တယ်ဗောနော်စ조사တဲ့လူတွေအတွက်ပို့ပြီးတော့တည်တာမယ်ပို့ပြီးတော့အခွင့်အလမ်းကောင်းတွေရလာမယ်ပို့ပြီးထူးခြားလာမယ်ကုညီမားစားမဲ့လူတွေကလည်းပြောရတော့ရောက်ရှိလာမယ်ဗောနော်ကိုယ့်ရဲ့စ조사မှုတွေအရာထင်လာမယ်ကဲဒုတိယတစ်ခု ဒုတိယတစ်ခုကကြတော့ငွေကြေးပိုင်းအဲ့တော့ငွေကြေးပိုင်းကကောင်းတယ်လည်းပြောလို့ရတယ်ညံ့တယ်လည်းပြောလို့ရတယ်ဘာလို့ကောင်းတယ်လည်းပြောလို့ရတယ်ဆိုတော့ဝင်လာမဲ့ငွေကြေးတွေကဝင်လာမယ်ဒါမဲ့ဝင်လာတဲ့ငွေကြေးတွေကိုကိုကိုတိုင်းက ဩဒါဝင်နေပါတယ်ငွေဝင်နေပါတယ်မနေ့ပြန်လဲဝင်အောင်မယ်နောက်နေ့လဲဝင်အောင်မယ်ဆိုပြီးတော့ကိုကတုံးနေမယ်ဆိုရင်တော့ဒီကန်စတာအကောင့်ပေါ်နေကန်စတာတစ်ခုကကို့အတွက်တော့စူးမိမှလည်းမဟုတ်ဘူးအကျိုးရှိမှလည်းမဟုတ်ဘူးဘာမှလည်းအဖက်တင်မှလည်းမဟုတ်ဘူးเนาะဝင်လာမယ့်ငွေကြေးတွေရှိတယ်ဒါကိုသိထားရမယ်ဒါပေမဲ့ပြန်စုရမယ့်အရာတွေပြန်ပြီးတော့တိုးပွားစေမယ့်အရာမျိုးတွေအာပြောရအောင် ဂျင်းနီမြောင်နံမှုမျိုးတွေဆိုရင်တော့ဒီကန်ဇတာဒီငွေကြီးကန်ကကို့အတွက်တော်တော်လေးကိုအားသာချက်တင်များတယ်လို့ပြောလို့ရတယ်။အဲ့လိုမျိုးပွဲပဲနဲ့တာမန်ဝင်လာတဲ့ဟာလေးကိုဒီနေ့ဝင်လိုက်ဒီနေ့သုံးလိုက်မနေ့ပြန်ဝင်လိုက်မနေ့ပြန်သုံးလိုက်အဲ့လိုမျိုးပေါ့နော်ဝင်လာသမျှကိုကိုကမဝင်လာသေးဘူးသုံးဖို့အတွက်တာဆုံနေတဲ့လူတွေအနေနဲ့ကတော့ဒီကာလမှာဘာမှကြီးဒီကန်ဇတာငွေကြီးကန်ဇတာကဘာမှထိထိရောက်လေးနဲ့ effective ဖြစ်မှာမဟုတ်ဘူး။အဖက်တင်မှာလည်းမဟုတ်ဘူး။ပြောရင်တော့အကျိုးခံစားရမှာလည်းမဟုတ်ဘူး။အဲ့တော့ဝင်လာတော့ကောင်းနေမယ်ဆိုရင်တော့ အကျိုးရှိမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကိုကိုတိုင်ကတေချာလေးနဲ့စီစီတုံးမယ်ကိုကလုပ်ငန်းလုပ်ကန်တဲ့လူတွေဖြစ်ရမယ်ကိုကစီးပွားရေးလုပ်ကန်တဲ့လူတွေအနေနဲ့ဆိုတော့ဝင်လာတဲ့ငွေကြေးကိုရဲ့စီးပွားရေးကရလာတဲ့ငွေကြေးကိုကိုကတစ်ပတ်မှဟိုအသုံးနဲ့တည်းမဟုတ်ဘဲနဲ့ပေါ့နော်ပြန်ပြီးတော့ပွားသွားအောင် ပြန်ပြီးတော့ရင်းနှီးမြှုပ်မှန်ထားတာမျိုးအကျိုးရှိတဲ့နေရာမှာပြန်ပြီးတော့ပြန်ရင်းနှီးလိုက်တာမျိုးဆိုရင်တော့ဒီကန်စရာအတွင်းမှာတော့ဝင်လာတဲ့ဟာတွေကတိုးပွားမှုတွေရလက်ကောင်းတွေရလာမယ်ပေါ့နော်ဒါကဒုတိယကန်စရာဖြစ်ပါတယ် ကဲနောက်ဆုံးကန်ဆာတာနောက်ဆုံးကန်ဆာတာအနေနဲ့ကကြတော့ဟိုအတိုက်ခိုက်တွေများမယ်ကောင်းတယ်ဗျာအဲ့တော့ဘလို့အတိုက်ခိုက်မျိုးလဲဆိုတော့ကိုယ့်ရဲ့ပေါ့နော်ဒီဇွဲလုံးနာဝရိယတွေစ조사မှုတွေကိုပို့ပြီးတော့စိန်ခေါ်မှုကောင်းတွေကိုပေးနိုင်မဲ့အတိုက်ခိုက်မျိုးအနှောက်အယှက်မျိုးတွေဖြစ်လိမ့်မယ်အဲ့တော့အဲ့အတိုက်ခိုက်တွေကိုပဲကိုကကြော်လွားပြီးတော့ပိုကောင်းတဲ့နေရာပိုကောင်းတဲ့ဟိုအဆင့်တစ်ခုအဲပိုကောင်းတဲ့လုပ်ငန်းတွေကိုတိုးချဲ့ရတာမျိုးလေးတွေပို့ပြီးတော့ပေါ့နော်ရလက်ကောင်းလေးတွေအဲအဲ့တော့ အခက်အခဲတွေကြုံလာတိုင်းပူပြီးတော့ကိုယ့်တက်မှာပြီးတော့တိုးတက်အောင်မြင်မှုတွေရလာတာမျိုးအဲ့တော့ကိုယ့်ဘက်က personal skill တွေလည်းပိုတက်လာမယ်ပြီးတော့လုပ်ငန်းပိုင်းမှာလည်းအဲ့တော့ ကိုလုံနေတဲ့အရာတခုကိုကအတိုက်ခိုက်တွေထောက်ပြလိုက်တဲ့သဘောတရားတွေအဲ့ဒါတွေကိုကိုကအမြဲတမ်းကိုကသုံးသပ်ပြီးတော့ပြင်ဆင်နေမယ်ဆိုရင်ပိုကောင်းတဲ့လူတယောက်ဖြစ်လာမယ်ပိုကောင်းတဲ့လုပ်ငန်းတစ်ခုဖြစ်လာမယ်ပိုကောင်းတဲ့စီးပွားရေးတစ်ခုဖြစ်လာမယ်ပေါ့နော်အဲ့လိုကံစရာလေးရှိတယ်အဲ့တော့အတိုက်ခိုက်တွေကတော့များနေမယ်ကိုကသတိထားပြရမယ်အထူးသဖြင့်တော့အမျိုးသမီးအနောက်ရှက်လေးတွေကြုံနေရတတ်ပါတယ်အဲ့တော့အမျိုးသမီးတွေနဲ့ပတ်သက်ရင်ကိုကိုယ်တိုင်ကတည်ကြဲစစ်စီစီနဲ့ကိုကသုံးဆွဲတတ်ဖို့အဲလောက်ကင်တတ်ဖို့ပြောရရင်တော့ဆုံးဖြတ်တတ်ဖို့လိုအပ်နေမယ်ဆုံးဖြတ်တွေမမြန်ပါနဲ့ဆုံးဖြတ်မြန်ရင်အမားတွေ ပြုံသွားတဲ့နော်ဆုံးဖြတ်တယ်မမြင်အောင်ကိုယ်အနေနဲ့တတိထားပေးရမယ်ဂရုစိုက်ပေးရမယ်အဲ့တော့ဒါလေးကတော့တပတ်တာကန်စရာလေးဖြစ်ပါတယ်အဲ့တော့တပတ်တာကန်စရာလေးကိုဆရာပြောပြီးသွားပြီထပ်ပြောရမှာကကြတော့တပတ်တာဒီတပတ်တာကန်စရာလေးကိုပိုကောင်းတဲ့ကောင်းအောင်အញ្ញံနေပြေသွားအောင်အញ្ញံခြေဖို့အတွက်ရေရာလေးပြောပြမယ်အဲ့တော့ရေရာလေးအနေနဲ့ကကြတော့ပထမဆုံးလှူအားမဲ့ရေရာအဲ့တော့လှူအားမဲ့ရေရာလေးကတော့ရိုးရှင်းပါတယ်အဲ့တော့ ထမင်းစီစံပေါ့နော်ထမင်းစီစံအာပေါ့နော်အဓိကထမင်းစီစံလေးတပွဲကိုယ့်ရဲ့အိမ်ဖျားလေးမှာလှူဒန်းမယ်လှူဒန်းတဲ့ခါကျရင်လေကိုယ်တိုင်ကိုကြပေါ့နော်ကိုယ်လက်ရှိမှာကြုံတွေ့နေရတဲ့အခက်အခဲဖြစ်ဖြစ်ကိုယ်လက်ရှိမှာကြုံနေရတဲ့စိတ်သောကတွေစိတ်ပင်ပန်းမှုတွေတွေကိုကြုံနေရတဲ့ပေါ့နော်ဒီပြောရရင်တော့ အခက်ခဲမျိုးပါပဲအဓိကအခက်ခဲမျိုးကိုကိုကအာယုံလေးပြုတ်ပြီးတော့လက်ရှိကြုံတွေ့နေရတဲ့မိမိမှာကြုံနေရတဲ့အခက်ခဲလေးတွေအမြန်ဆုံးရောပန်းသွားပါစေအမြန်ဆုံးပျောက်ကင်းသွားပါစေဆိုပြီးဆူတောင်းပေးပါဆူတောင်းပြီးတော့ရေတရာလေးခြေပေးပါလှူပေးပါအဲဆိုတော့ဒါလှူပေးမှတစ်ပိုင်းနောက်တစ်ခါ နောက်တစ်ခုအနေနဲ့ကကြတော့စွန်ပေးရမှာအဲ့တော့စွန်ပေးရမယ့်ဟာလီကကြတော့ကိုယ့်ရဲ့အိမ်ဖျားလေးမှာအဲအသုံးပြုမပြုတော့တယ်ပေါ့နော်ဖျောင်းနိုင်အဟောင်းနေတချို့တွေရှိရဲ့ဗျာဝဲတာများသွားလို့နည်းနည်းလေးပြောရအောင်မှုတက်နေတာမျိုးတို့အဲနည်းနည်းလေးအဆင်မပြေတော့တာမျိုးတို့တချို့ဟိုစင်းလုံးကြောမကောင်းတော့တဲ့အရာမျိုးလေးတွေရှိနေမယ်ဗျာအဲ့တော့ဖျောင်းနိုင်ပဲဖြစ်ဖြစ်ဘူးလေးတွေပဲဖြစ်ဖြစ်အပိုးတိုင်မျိုးပဲဖြစ်ဖြစ်အဲ့တော့အဲ့ဒါလေးတွေကိုဟိုပေါ့နော်စွန်ပစ်လိုက်တာမျိုးလွတ်ပစ်လိုက်တာမျိုးစွန်လိုက်တာမျိုးလေးတွေပြုလုပ်ပေးပါအဲ့ဒါဆိုတော့အမြန်ဆုံးနဲ့ဟိုပေါ့နော်တိတိတာထူးခြားလာမယ် ကိုယ့်ရဲ့ဒီပေါ့နော်လုပ်ငန်းစီးပွားတွေအဲကိုယ့်ရဲ့ကင်ဆာလေးတွေမှာလည်းတိတိတသာအောင်မြင်တိုးတက်မှုတွေကြုံရမယ်အဲ့တော့အញ្ញံတွေကြည်သွားမှာဖြစ်တဲ့အတွက်ကောင်းမွန်တဲ့အရာတွေကိုလည်းကိုကိုယ်တိုင်ကမြင်ရမယ်ခံစားရမယ်ကြုံတွေ့ရလိမ့်မယ်နော်ဒါလေးကတော့အဲကင်ဆာလေးလည်းပြောပြီးသွားပြီဆောင်းရှောင်းလေးလည်းပြောပြီးသွားပြီရေတရာလေးလည်းပြောပြီးသွားပြီကဲဒီတပန်းမှာတော့ခொနေသားသမီးအားလုံးနဲ့ စိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံလို့ရပါစေအဲ့တော့နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာလည်းဘယ်နည်းနဲ့သားသမီးတွေဘယ်လိုကန်စရာလေးတွေကိုအဲပြောင်းလဲလာမလဲသိကျင်နေဆိုရင်တော့ဆရာ DV လို့လိုလိုက်ကန်ရှယ်လို့တောက်ဖို့လည်းမမေ့ပါနဲ့နောက်တစ်ပတ်နောက်တစ်ပတ်တွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်